ွေညောင်နဲ့ညောင်ရွှေမျိုးတွေမှာရေကြီးရေရှမ်းမှုတွေဖြစ်ပွားနေလို့ဒေသခံတချို့အရေးပေါ်ပြောင်းရွှေ့ခဲ့ရ။မင်္ဂလာပါပိတ်သက်ကြီးရှင်။ရှမ်းပြည်နယ်တောင်ပိုင်းညောင်ရွှေရွှေညောင်ဘက်တွေမှာမနေ့ကဇွန်လ23ရက်နေ့ကစတင်ပြီးအခုလက်ရှိအချိန်ထိရေတက်နေလို့အနေမိုင်းတွေမှာရေဝင်နေကဒေသခံတချို့ရွှေပြောင်းနေရပြီဖြစ်ကြောင်းဒေသခံတွေရဲ့ပြောပြချက်အရာသိရှိရပါတယ်။ရွှေညောင်တာရောချောင်းမှာလက်ရှိရေကြီးနေတယ်။ရေတက်လာလို့ရက်ွက်နေပြည်သူတချို့ရွှေပြောင်းနေရတယ် မိုးကတော့အဆက်မပြတ်ရွာနေတုံးပဲပြဟုဆိုကဒေသခံတယောက်ကပြောပါတယ်။ရွှေညောင်တရောချောင်းကရေစတိုက်စီးနေတာ။ရေတအားတိုးတယ်လို့ဆိုပါတယ်။ရွှေညောင်ညောင်ရွှေလန်းကို ရေရှမ်းတက်လာပြီးရေတက်နှုံးအယမ်းမြန်နေလို့ညောင်ရွှေမျိုးနဲ့အင်းလေးတကျော်တတိသားတဲ့နယ်လို့ဒေသခံတွေကပြောပြထားတာလည်းဖြစ်ပါတယ်။ညောင်ရွှေမျိုးပေါ်လန်းတွေရေကျော်နေပြီးဆက်လီတွေလည်းလာလို့မရဘူး။ရေစီးကတအားတန်နေလို့လောလောဆယ်တော့ပြင်းနေရပြီဟုဆိုကား နောက်ထပ်ဒေသခံတအူးကပြောပါတယ်။မနေ့ကဇွန်လ23ရက်နေ့ည10:00နာရီလောက်ကစပြီးတော့ရေတနုံအရင်မြန်လာလို့အနေပိုင်းမှာနေတဲ့သူတွေရွှေ့လို့ရသမျှရွှေ့ထားရတယ်လို့လည်းဆိုပါတယ်။အင်းလေးကံပပတ်လေကနေစီးဝင်လာမဲ့ရေတွေကြောင့်လာမဲ့3ရက်အတွင်းရေ3ပီကနေ9ပီကျော်ထိတက်လာနိုင်တယ်လို့ခန့်မှန်းရပြီ။ငလင်ကြောင့်အင်းလေးကံအောက်ခံမြေတူးတွန်းခေါက်ခေါက်အရင်ကထက်ရေကျဆင်းမှုနေသွားပြီ။လေယာဉ်စိုက်ကင်းတွေနှိမ့်မြုပ်ပျက်စီးနိုင်ကြောင်းလဲဒေသခံတွေထံမှသိရှိရပါတယ်။ ပြီးခဲ့တဲ့ဇွန်လ17ရက်22ရက်နဲ့23ရက်နေ့တွေမှာတောင်ကြီးဘက်နဲ့ကလောပင်လောင်းဟဲဟိုးတွေဘက်မှလည်းမိုးကြီးရေရှမ်းတာတွေရှိခဲ့ပြီးတချို့သောနေရာတွေဘက်မှလယ်တွေနှိမ့်မြုပ်သွားတာတွေရှိတယ်လို့ဒေသခံတွေကပြောပါတယ်။ပြီးခဲ့တဲ့2024စက်တင်ဘာလတုန်းကလည်းအင်းလေးဒေသမှာရေရှမ်းတက်လာပြီးအင်ကောင်မိုးတွေပေါ်တက်နေရတဲ့အထိရှိတဲ့အကြောင်းဒေသခံတွေရဲ့ပြောပြချက်အရသိရှိရပါတယ်။